ေးဒင်းဝီရင်မှကျိုးသူပါတယ်ကျွန်တော်မနောပိမသိမြတ်တဲ့နေ့နဲ့နေယူထားမိတာလား20ဘူးဒရအနေနဲ့ဖော်ပြပေးလိုက်ပါ20ကတော့ဒနီမောင်နှံတို့ရဲ့နန်းတစ်ခုကိုပေါင်းအောင်ဖြစ်ပါတယ်ပြီးရင်ပေါင်းလက်ကို9နှစ်မြောက်ပါအဲ့ဒီမြောက်လက်ကို9ထက်စာမှာဖြစ်ပါတယ်နမူနာပုံစံကိုဖော်ပြပေးလိုက်ပါတယ် ခုကျွင်းဟောကတော့အိမ်တော်ကြီးကျုံမပေးပါဘူးစင်းရဲနွမ်းပတ်တက်ပါစီးပွားရှာဖွေစုဆောင်လို့မရနိုင်ဖြစ်နိုင်ပါတယ်နှစ်ခုကျွင်းဟောကတော့ချမ်းသာကြွယ်ဝပြီးအိမ်တော်ကြီးစုပြေးသားရမယ်စီးပွားရှာရမှာမပင်ပန်းလွယ်ကူပြီးကြီးပွားတိုးတက်မယ်အစိုးရဘူတန်းဖြစ်ပါကလည်းမိမိညာဝရိယရှိသလားယာရုကုန်သီးတိမ်များရရှိနိုင်ပါသုံးခုကျွင်းဟောကတော့ စီးပွားရှာဖွေရမှာရသလောက်ကုန်သွားတတ်ပြီးတော့ပိုလန်စုဆောင်မိရဲဆိုတာမရှိတတ်ပါဘူးလူချင်းချင်းအောက်ကျနောက်ကျဖြစ်နေတတ်ပါလေးခုကျွဲဟောကတော့ပြုလို့သမျှသောမူကိစ္စတွေမှာဇနီးမောင်နှံဦးသလုံးဟာကြော်တော်သောကုန်သတင်းနဲ့ပြည်စုံနိုင်ပါလေငါးခုကျွင်ဟောကတော့ဒါတပံပလုံးပြင်ပစင်ရဲ့ချင်းမရှိနိုင်ပါဘူးချမ်းသာကြွယ်ဝမှုနဲ့သာ စင်သားရတဲ့ဘဝကိုတည်ဆောက်သွားရနိုင်ပါတယ်။အချွေအရန်ရွှင်ွေရတာတို့ဥဝဝတို့နဲ့ပြည့်စုံနိုင်ပါတယ်။ခြောက်ခုကျွင်ဟောကတော့မိဘဘူပွားတွေရဲ့မွေးနေ့ကိုရရှိခြင်းငွေကြေးစုတောင်းပြီးချမ်းသာကြွယ်ဝခြင်းထောက်မကူညီမဲ့သူပေါ်ပေါက်ခြင်းစားတဲ့ကောင်းကျိုးတွေရရှိပြီးချမ်းသာကြွယ်ဝနိုင်ပါတယ်။တုံညာကျွင်ဟောကတော့ဘဝမှာပြင်းပန်းနှောင့်နေသမျှရှာပွေသမျှ ကုဆုံးတတ်ပါတယ်လုံဆောင်မြအရှုံးဒီအခက်ခဲတွေနဲ့ရင်ဆိုင်ရတတ်ပါအကျိုးအမြတ်ဖြစ်ပေါ်လာရင်လည်းဖြည့်စင်းမဲ့သူ ပေါ်ပါပြီစိတ်တော့ကားတွေရောက်ရနိုင်ပါတယ်ကျင့်ကြံနေတဲ့ကတော့အကယ်၍မလဲတာမရှောင်တာလိုပဲဖြစ်ဖြစ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်ယူမီလိုနေနိုင်ခြင်းမင်းတင်းမြတ်တဲ့အခ ကောင်းကျိုးမပေးတဲ့နေ့နဲ့မျိုးတွေဖြစ်နေခဲ့ရင်စိတ်ဓာတ်ကြဆင်းကြတော့မလိုအပ်ပါဘူးဖျားဟောဖြစ်တဲ့ကံညာဝရိယသီလသမာဓိတို့နဲ့ပြည့်စုံရင်ယခုမျက်မှောက်ဘဝမှာလည်းဒုက္ခတွေမှာလွတ်ကင်းနိုင်ပါနေတဲ့နန်းတဲ့ဇနီးမောင်နဲ့များဟာကောင်းကျိုးချမ်းသာရရှိစေမယ်ဆိုပေမဲ့လည်းကံညာဝရိယသီလသမာဓိပညာတို့နဲ့မပြည့်စုံမြရင်လည်းအကျိုးပေးတဲ့လောက်မပေးတဲ့အပြင်သုံးရှုံးတင်တာမှုတွေနဲ့သာရင်ဆိုင်ရနိုင်ပါတယ် ားလုံးပဲမိတ်ဆွေများရှင်လဲချက်ပြကြပါခင်ဗျာ